ာသာကြားအစ္စလမ်ဘာသာဝင်ဖြစ်ပေမယ့်လေးစားစရာအပြုတ်မှုတစ်ခုကြောင့်ချစ်ကျူးခံနေရတဲ့တရုတ်ဆောင်ချာလီအစ္စလမ်ဘာသာဝင်ဘာသာကြားဖြစ်တယ်လို့လေးစားစရာစိတ်ဓာတ်ကြောင့်လူတွေချစ်ကျူးပြောဆိုတာခံနေရတာကတော့တရုတ်ဆောင်မင်းသားချာလီဖြစ်ပါတယ်။အခုဆိုင်တော့တရုတ်ဆောင်ချာလီဟာရုပ်ရှင်ကတော့ပဲတခုမှလေးစားစရာကောင်းတဲ့အပြုတ်မှုလေးကြောင့်အလုံးရဲ့ချစ်ကျူးခြင်းကိုခံနေရပါတယ်။ ဒါအပြင်တရုတ်ဆောင်မင်းသားချာလီကိုတရုတ်ဆောင်အိုက်တင်ကောင်းလွန်းလို့လေဝင်းဦးလက်သက်မင်းသားအဖြစ်လဲတင်စားခေါ်ဝေါ်နေကြတာပါအလုံးသိကြတဲ့အတိုင်းတရုတ်ဆောင်ချာလီဟာလက်တလုံးမှပြိသက်အားပေးမှုတဟုန်တို့မြင့်တက်လာတဲ့ထိတ်တန်းမင်းသားတစ်ယောက်ပါအတူတပြင်းတော့တရုတ်ဆောင်ချာလီက MRTV4 ရုပ်သံလိုင်းကနေထုတ်လွှင့်ခဲ့တဲ့အမုံမြင့်ရုပ်သံဇလန်တွင်းမှာတီဟာဦးကရိတာကိုအကောင်းဆုံးတရုတ်ဆောင်နိုင်ခဲ့ရဖြစ်ပါတယ်။ အထူးသဖြင့်တယုံဆောင်ချာလီရဲ့တယုံဆောင်အိုက်တင်အမှုရာတွေအကြည့်တွေဟာတခေတခါကကန္နဝင်မင်းသားကြီးဝင်းဦးနဲ့တူနေရပါဒါကြောင့်လည်းတယုံဆောင်ချာလီကိုဝင်းဦးပေါ့ဆာမင်းသားအဖြစ်အားလုံးကချီးကျူးအသိမှတ်ပြုထားကြတာဖြစ်ပါတယ်ဒါချင်းမကပါဘူးတယုတ်ဆောင်ချာလီယာတယုတ်ဆောင်အနုပညာကိုတကယ်ကိုဝါသနာပါပြီးတော့တံပိုးထားပြီးယူသွတ်တဲ့သူပါ။ဒါအပြင်တယုတ်ဆောင်ချာလီယာဝိုင်းရင်စီနီယာအနုပညာရှင်တွေပေါ်မှာလည်းအမြဲတမ်းလေးစားစွာနဲ့ဆက်ဆံတတ်ပါတယ်။ ဒါကြောင့်လည်းအနုပညာအတိုင်းဝိုင်းတစ်ခုလုံးကတရုတ်ဆောင်ချာလီကိုချီးကျူးနေကြတာပါဒါအပြင်နာမည်တဟုန်တို့ကြည့်ပြီးတော့အောင်မြင်လာမယ်အလားအလာရှိတဲ့တပ်သစ္စမင်းသားအဖြစ်လည်းသတ်မှတ်ထားကြတာဖြစ်ပါတယ်အခုဆိုရင်တော့အမုံမြင့်ရုပ်တံဇလန်တွဲမှာဝွင့်ရမုံနိုင်နဲ့တွဲဖက်ပြီးတော့အောင်မြင်နေတဲ့တရုတ်ဆောင်မင်းသားချာလီဟာရုပ်ရှင်ဇာတ်ကားများစွာမှာပါဝင်ရိုက်ကူးဖို့အတွက်ကံလန်းခံနေရပြီဖြစ်ပါတယ်ဒီလိုမျိုးနာမည်ကြီးအောင်မြင်နေတဲ့မင်းသားချာလီကအစ္စလမ်ဘာသာဝင်တစ်ယောက်ဖြစ်ပါတယ်ဒါပေမဲ့တရုတ်ဆောင်ချာလီဟာရုပ်ရှင်ကားကြော့ပွဲတွေကို တက်ရောက်ပေးတာကိုတွေ့ရပါတယ်။ဒါအပြင်ဘာသာကြောင်းဆိုပေမဲ့အနုပညာနဲ့လုံဖို့ကိုင်ပတ်တွေအားလုံးကိုတံပိုးထားလေးစားသောအပြင်ဗုဒ္ဓဘာသာဖျားစီတွေမှာယိုသေးစွာနဲ့ထိုင်ပေးနေရကိုမြင်တွေ့ရပါတယ်။ တကယ်ဆိုရင်တယုံဆောင်ချာလီယာဘာသာကြားတယောက်ဖြစ်တာကြောင့်ဒီလိုမျိုးရုပ်ရှင်ကြော့ပွဲပေးတဲ့အခမ်းအနားတွေကိုမတက်ရောက်နိုင်ကြောင်းညင်းဆန်လို့ရပါတယ်။ဒါပေမဲ့လည်းတယုံဆောင်ချာလီကတော့အနုပညာကိုလေးစားသလိုဖြူစင်တဲ့စိတ်ဓာတ်လေးကြောင့်လည်းပရိသတ်တွေကချီးကျူးတာခံရတာဖြစ်ပါတယ်။တယုံဆောင်ချာလီယာဘဲချင်းမစိုးပရိသတ်တွေကိုအလေးထားပြီးတော့အနုပညာအလုပ်တွေကိုချစ်မြတ်နေရကြောင်းလူတွေကချီးကျူးကြတာပါ။ဒါအပြင်ဘာသာကြားအစ္စလမ်ဆိုပေမဲ့လည်းမြစ်တာတရားကြီးမားတဲ့တယုံဆောင်ချာလီကိုပရိသတ်တွေကချီးကျူးနေကြတာဖြစ်ပါတယ်။ também okay. တရုတ်ဆောင်ချာလီယာအခုဆိုရင်မြန်မာနိုင်ငံရဲ့ထိတ်တန်းနာမည်ကြီးမင်းသားဖြစ်ဖို့အတွက်တာဆုနေပါပြီ။ဒီမတိုင်ခင်မှာတော့တရုတ်ဆောင်ချာလီဟာအနုပညာလောကကိုမော်ဒယ်တရုတ်ဆောင်ဘဝအနေနဲ့ဝင်ရောက်လာခဲ့တာဖြစ်ပြီးတော့အနုပညာလောကမှာနေရာတနေရာရဖို့အတွက်အချိန်ကြာကြီးစိတ်ရှည်စွာနဲ့စောင့်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအမုန်းမြင့်ရုပ်တံဇာလန်တွဲမှာတီဟာဥကရီတာကိုအကောင်ဆုံးတရုတ်ဆောင်နိုင်အပြေးမှာတော့ပရိသတ်တွေကချာလီမချာလီဖြစ်ကုန်ကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့တရုတ် ောင်ချာလီကိုအားပေးနေကြလားဆိုတာပြောသွားခဲ့ပါဦးနော်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ page ကို like and follow လုပ်ပေးခဲ့ကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။